ရာကြီးမင်းသင်္ခါရဲ့ပြည်ကြီးမန်တိုင်မြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းခွန်နနက်၄နာရီထိုးသည့်အခါတွင်ခြံဝင်းတွင်သို့စပိန်တစည်းဝင်လာတဲ့နှင့်အတူ စပိန်ဘဲလ်တန်ကိုကြားရပြီးနောက်တကားခောက်တန်မှာကြားရသဖြင့်လာပါပြီလာပါပြီဟုဆိုကတကားသွား၍ဖွင့်ပေးရအရေးတဲ့တွင်မှာတကားချက်ကလည်းချက်နေတဲ့ပြင်ရွှေရွှေက ခဏလေးတော့တကားချက်ကချက်နေလို့ဟုဆိုလာရအပြင်းမလူကခင်ဗျားတို့အိမ်ကလည်းဒါတော့ကားတိုင်းမူကြီးဖြစ်တာကိုတိန်လုံးအိတ်နိုင်ကြသလားဗျလူနာကိုယ်တိုင်တကားဖွင့်ပေးရတယ်လို့ဟုပြောသဖြင့်ရွှေရွှေလက်ခတ်ကြောင်ကြောင်ဖြည့်၍သွားလေသည်တွန်းတော်တကားချက်ကို ဖြုတ်ရသဖြင့်တွန်းလာရစေယုံမခင်ခင်အားလိုက်ဖို့ခဲ့တော်သူဖြစ်ကြောင်သိရလေ။အော်အမကြီးလား။ကျွန်တော်ကကားချင်းတိုက်တဲ့အထက်ပါတယ်ဟိုအမအောင်မေလို့ မတော်နှစ်ယောက်ကရုပ်တော်မတူဘူးအသံကြောင့်အတော်လေးတူတယ်နော်ဟုထိုသူကပြောလေသည်ကဲပါပြောဘာထူးသေးလဲဟိုလူတတိကောင်းကောင်းရပြီခင်ခင်နဲ့တွေ့ပြရစီတဲ့ခင်ခင်မသေးဘူးဆိုရင်သူနဲ့တွေ့ပြပါလို့ပူဇော်နေတယ်အဲ့ဒါဒေါက်တာကပြောခန့်လိုက်လို့ဟုဆိုလေလွတ်လိုက်ပါမယ်လွတ်လိုက်ပါမယ်ဟုဆိုကစေယုံမအလုသမားအားရွှေရွှေကဆက်လီပူပေးလိုက်လေသည်ထိုသူထွက်သွားရင်ဥနဲ့ကျော်လဲအိယာပေါ်မှာဆင်းရွေလာလေဤဒယ်ရီ ကိုမြကြီးသတိရပြီတဲ့ခင်ခင်ကိုမေးနေတယ်ဆိုပဲဟုရွှေရွှေက အာရဝင်းသာ ပြောလေသည်ဒယ်ဒီအပေါ်ကကြားတယ်ကွယ်ကဲကဲခင်ခင်ကိုနှုတ်ပြီး9နာရီလောက်ကြာတော့မှစီယုံသွားကြတာပေါ့ဟုဦးနဲ့ကျော်ကပြောလိုက်ရင်ခင်ခင်လည်းအခန်းတွင်းမှာဘိုဒီပတ်တီနဲ့ထရွေ့လာပြီးနောက်တမီတမီသူ့ကိုမတွေ့ချင်ဘူးဒယ်ဒီဟု ပြောလေသည်အိုးညီမလေးကလည်းတီရင်းထဲကထွက်လာတဲ့လူတယောက်ကိုအားပေးဖို့လိုက်ပြီးတော့တွေ့ရမှာပေါ့ဟုရွှေရွှေက ပြောလိုက်လေဟင့်အင်းခင်ခင်သူ့ကိုမတွေ့ချင်တော့ဘူး မတွေးလို့ပဲဖြစ်မလဲကွသူကညီမလေးတွေစိတ်ပူနေကြတယ်ခဏဖြစ်ဖြစ်တိုက်ပြီးတွေးလိုက်ပါတွေးချင်မူကိုနဲ့လက်ထက်မဲ့ယောက်ျားတယောက်ကိုဒီလိုမဆက်ဆံမနဲ့ကွဟင့်အဲခင်ရင်သူ့ကိုလက်မထက်တော့ဘူးလို့ညကလေးအဆုံးဖြတ်ပြီးသူ့ခင်ရင်မယူတော့ဘူးအိုးဟုရွှေရွှေကရောင်ရမ်း၍အော်လိုက်နေသည်ဘလို့ဖြစ်တာလဲသမီးရဲ့ဟုဥနဲ့ကျော်ကလည်းစိတ်မကောင်းတဲ့အဖြစ်မေးလေခင်ရင်ကတစုံတရာအဖြစ်မပေးဘဲငိုရွင့်တာနေနေသည်ကဲဖေဖေ လူနာကသတိရလာပြီဆိုတော့စိယုံကိုလိုက်ကြမှာဖြစ်မယ်ညီမလေးကတော့အခုမလိုက်ချင်လည်းနေပါစေဦးမနေ့ဆယ်နာရီလောက်ကြာရင်တော့သွားပြီးတွေ့လိုက်ပါခွဲနော်ဟုရွှေရွှေကဖြောင်းဖြောင်းဖြောင်းပြောဆိုပြီးလေဖခင်ဖြစ်သူဦးနဲ့ကျော်အားခေါ်ဆောင်၍စိယုံတို့လိုက်ပါသွားခဲ့လေတော့သည်စိယုံတို့ရောက်လေမြကြီးအားထားသောအခန်းသို့သွားရောက်ရာ တကူလုံးပတ်တီးများစည်းထားသည့်မြကြီးကိုမြင်လေရွှေရွှေကငိုကြွေးလေတော့သည်ဒေါက်တာခင်ခင်တည်သွားပြီလား ဖြစ်မဖြစ်ရလေဒေါက်တာရဲ့သူတင်မာစို့လို့သူ့ကိုမထီရအောင် ကျွန်တော်ရှောင်းလိုက်တာတည်ခြင်းတည်ကျွန်တော်တည်ပါစီဆိုရှောင်းလိုက်တာအခုတော့ကျွန်တော်ကမတည်ပဲသူကတည်သွားရှာပြီလားဟုဆရာဝန်အမကြီးကပြောနေသည်ကိုရွှေရွှေနဲ့ဥနဲ့ကျော်တို့မြင်ရလေလွန်စွာမှစိတ်မကောင်းဖြစ်ရလေသည်ဆရာဝန်လည်းရွှေရွှေတို့ကိုမြင်လေဟောဟိုမှာလာကြပြီဟုဆိုကနေရာဖယ်ပေးလေဥနဲ့ကျော်နဲ့ရွှေရွှေလည်းမြကြီးဤသို့ကတ်သွားလေသည် တရိယာပဲနော်ဟုရွှေရွှေကမေးလိုက်ရအမကြီးကအမလီခင်ခင်ရဲ့စွရင်လိုက်ရတာဟုပြောလေ။အိုးမဟုတ်ပါဘူးရွှေရွှေပါညီမလေးလည်းဘာမှမဖြစ်ဘူး။နည်းနည်းတော့ shock ဖြစ်သွားတာပေါ့ဒါကြောင့်အိမ်မှာအနားယူခိုင်းထားတယ်။ဇင်နိုင်ထိုးလောက်ကြရင်တော့လာလိမ့်မယ်ဟုရွှေရွှေကပြောလိုက်ရအမကြီးက။အိုးရွှေရွှေတို့ညီမကလည်းတည်ပြီးအတန်ချင်းတူတာကိုဟုဆိုလေ။မောင်မကြီးမင်းကတော့ဒုက္ခတစ်ခုပြီးတစ်ခုဖြစ်နေတော့တာပဲကွယ်ဟုဦးနဲ့ကျော်ကပြောလာရအမကြီးက ုက္ခများတဲ့သူဘယင်ကံဖြစ်ကြည်ဆိုကျွန်တော်ဘယင်ကံဖြစ်တာကြားလာပြီဟုနောက်လိုက်တဲ့ဖြင့်ရွှေရွှေပင်တခိခိရီမွားသေးတော့သည်ဘလို့ဖြစ်တာလဲမောင်များကြီးရဲ့ဟူဦးနဲ့ကျော်ကမေးလေရာခင်ခင်ကရောင်ရွှေကသူ့တငယ်ချင်းစီသွားခြင်းနဲ့မနဲ့ကိုလက်ထပ်မှာဆိုတော့လာခဲ့ဖို့သွားပြီးဖိတ်ခြင်းနဲ့ဆိုလိုလိုက်ပြီးပို့တာ အပြန်မတောင်ပေါ်စပြီးတက်ကလေးကခင်ခင်ကကောင်းမောင်းလိုက်တာနှေးလိုက်တာမြင်မြန်မောင်းမှမြင်မြန်မောင်းမှဆိုတော့ကျွန်တော်လည်း လီပါကိုနင်းရတာပေါ့လီပါကိုလှုပ်လိုက်တာနဲ့သူကဆူတော့တာပဲကြာရင်ခွေလည်းရောက်ရောရှိန်နဲ့ဆင်းလာတဲ့လော်ရီနဲ့ခေါင်းကျင်းဆိုင်မိလေတော့ကျွန်တော်လဲရေနင်းမို့နောက်ကျသွားပြီလော်ရီသမားလည်းကျွန်တော်လိုပဲဒီတော့ကျွန်တော်လဲပြုံးငင်းနဲ့ခွေလိုက်တယ်လော်ရီကြီးကခင်ခင်ဘက်ကနေတိုက်มาဆိုတာကိုသတိရမိတာနဲ့စီရိုင်းကိုတအားလှဲ့လိုက်တာဒီနောက်တော့ကျွန်တော်လဲသတိမရတော့ပါဘူးဟုမြကြီးကရှင်းပြလေသည်အေးမျက်နာမှာတော့ဒဏ်ရာတော်တော်များတယ်မှတ်တယ်မောင်မြကြီးဟုဦးနဲ့ကျော်ကပြောလိုက်ရမြကြီးက တောင်ကြီးတစောင်းတိုင်းမှာမင်းကုသဆက်ကရင်ကျွန်တော်မင်းသားလုံးမှာပေါ်ဟုဆိုလိုက်မင်းကုသလောက်ရတာရေးမကြည့်ဘူးကငါကမျက်လုံးအတွက်စိုးရင်နေတာဟုဥနေကျော်ကပြောလာရအများကြီးကမျက်လုံးကန့်ရင်လဲစူလာတန်ဘွားမာတန်ဘွားဆက်ကရတာပေါ်ဟုပြောလာရဥနေကျော်ကမိရတော့ပျော့ပျော့ပဲဟုပြော၍ရီမောရီတော်သည်ထို့နောက်ဥနေကျော်နှင့်ရွှေရွှေတို့ကပြန်မိချားကိုနှုတ်ဆက်ကြလိမ့်အများကြီးကခင်ခင်ကိုလွတ်ပြောင်းလွတ်လိုက်ပါနော်ဟုမှားကြလိုက်လေသည် ။ဦးနဲ့ကျော်နဲ့ရွှေရွှေကလည်းခင်ခင်အားလွတ်လာမိအကြောင်းကို ပြောဆိုရင်းပြန်သွားကြလေတော့သည်။အိမ်တို့ပြန်ရောက်ကြသည့်ခါ၌ရွှေရွှေကညီမလေးရေညီမလေးဟုခေါ်လေ။ခင်ခင်ကပြန်၍မထူးသဖြင့်ရွှေရွှေလည်းတခန်းဝင်တခန်းထွက်ခင်ခင်အားရှာဖွေလေသည်။နောက်ဆုံးအိမ်သားနှင့်ရေချိုးခန်းဘက်သို့သွား၍ရှာတော်လည်းမတွေ့သဖြင့်ထိတ်လန့်စိုးရင်သွားလေတော့သည်။ထို့ကြောင့်ဖခင်ဖြစ်သူဟာကြိုးချောင်းပြောမည်ဟုမိဘဘက်မှပြန်ထွက်ခဲ့ရာဓမင်းစာစပွဲပေါ်တွင် ခရင်ဖြစ်ဖြစ်၍ထားသော စားတဆောင်ကိုတွေ့ရတဲ့ပြင်ဖက်ကြည့်ရာအောက်ပါတိုင်းတွေ့ရလေသည်ဒယ်ရီနဲ့မမခင်ခင်တော့ထွက်သွားပါပြီခင်ခင်တို့စိတ်မပူကြပါနဲ့ခင်ခင်သူ့ကိုမယူနိုင်တော့ဘူးညကဒယ်ရီနဲ့မမတို့ပြောနေတာကိုခင်ခင်ကြားတယ်သူ့မျက်နှာကြီးကမြင်မကအောင် ရုပ်ဆိုးသွားပြီမျက်လုံးတွေကလည်းကန့်ကုန်ပါပဲခင်ခင်အနေနဲ့ကြက်တင်မင်္ဂလာမရှိတဲ့မျက်နှာနဲ့မျက်မြင်မြင်ဒေါဂီတာကြီးကြောက်ကိုလင်မလောက်နိုင်ပါဘူးဒါကြောင့်ခင်ခင်တို့သူ့ကိုမေ့ပြစ်လိုက်ပါပြီခင်ခင်ရွှေရွှေဒီစာကိုဖတ်ရင်တရှုံရှုံကိုလီတော်သည် ကျက်တင်မင်္ဂလာမရှိတဲ့မျက်နှာပြီးတော့မျက်မမြင်ဒုက္ခိတာကြီးတယောက်ကိုလင်မလောက်နိုင်တော့ဘူးတဲ့ရက်ဆက်လိုက်တာခင်ခင်ရဲ့ညာကြီးမြန်ဒါလေးသိသွားရင်လက်လောင်များအငဲသွားရှာမလဲမသိဘူးနော်ဟုတွတ်တူပြောဆိုရင်ငိုကြွေးနေတော့သည်ဦးနဲ့ကျော်လည်းအနည်းတို့ရောက်ရှိလာပြီးရွှေရွှေချထားသောစာကိုဖတ်ပြီးอืมသမီးလေးကရက်ဆက်လိုက်တာကွယ်ဒဲဒီတော့မောင်မြကြီးကိုဘလို့မျက်နာပြရမယ်ဆိုတာတော့မစင်စားတတ်အောင်ပါပဲတတ်နိုင်ပါဘူး ကံတရားဘောကွယ်ဟုဆိုကထွက်သွားလေတော့သည်ဥနဲ့ကျော်သည်လွန်စွာစိတ်မကောင်းဖြစ်သွားသည်အလျောက်ထိုနေ့ကနနက်စာကိုပင်မစားဘဲနေခဲ့လေသည်နနက်စင်နာရီကြော်ကြော်လောက်တွင်စိတ်ယုံမှအလောက်သမားတရားရောက်ရှိလာပြီလေအမကြီးတို့အိမ်ကတရားရောက်လိုက်ခဲ့ပါလို့ဒေါက်တာကြီးကခေါ်ခန်းလိုက်တယ်ဟုဆိုသည်ဖြင့်ရွှေရွှေကဥနဲ့ကျော်အားပြောပြရာဥနဲ့ကျော်ကဒယ်ရီတော့မလိုက်ပြရစေနဲ့တော့ကွာဒယ်ရီပေါင်များကြီးအဖြစ်ကိုမကြည့်ရတော့ဘူးသမီးကြီးပဲလိုက်သွားပါတော့ဟုဆိုက ဘုရားကန့်သူဝင်ရွေးသွားတဲ့ပြင်ရွှေရွှေပင်စီယုံတို့လာရွေးသွားခဲ့ရလေတော့သည်စီယုံတို့ရောက်ရင်းဇာဝင်ကြီးကရွှေရွှေအား၎င်းယုံခံအတွင်းတို့ခေါ်ယူကအောက်ပါတိုင်းပြောလေသည်လူနာကခင်ခင်ကိုမေ့နေတယ်ခင်ခင်နဲ့တွေ့ပေးလိုက်ပါရွှေရွှေသည်တရှုံရှုံငိုလေတော့သည်ဒုက္ခနာဇာဝင်ကြီးကဘာဖြစ်လို့တွေ့မပေးနိုင်တာလဲမိန်ကလေးလူနာကိုကျုပ်တို့ကတေမင်းစီကနေအသက်လွတ်ယူနိုင်ခဲ့ပေမဲ့သူ့မျက်လုံးကိုတော့မရသေးဘူး။တိတ်ပြီးစိတ်ဆင်းရဲသွားရင်မျက်လုံးကလုံးဝ အကြည့်တက်ပြန်စည်းသွားနိုင်တယ်မျက်လုံးအိမ်ထဲမှာရှိတဲ့တငယ်အိမ်လေးကပြင်းပြင်းထန်ထန်ဒဏ်ရာရရင်ပဲဖြစ်စေစိတ်ထိခိုက်ရင်ပဲဖြစ်စေဒုက္ခဖြစ်နိုင်တယ်ပြီးတော့စိတ်ထိခိုက်ရင်စိတ်ဆင်းရဲရင်မျက်စိနဲ့အုံအောင်ဆက်သွယ်ပြီးအလုပ်လုပ်ပေးတဲ့အဖုကလေးတွေကပြန်စည်းသွားပြီးလုံးဝမျက်မမြင်ဘဝရောက်သွားနိုင်တယ်အသက်မတည်အောင်တော့ကျုပ်တို့လှုပ်ပြီးပြီးမျက်လုံးမကန်းအောင်လဲစူးစမ်းနေရတယ်တစိမ့်လာကူညီပါမိန်းကလေးကျုပ်ရဲ့လူနာကိုသူတွေ့ခြင်းနဲ့မိန်းကလေးနဲ့တွေ့ပေးပါဟုတ် ဆရာဝန်ကြီးကရွှေရွှေအားပြောလေရွှေရွှေလည်းဆရာဝန်ကြီးပြောသည်ကိုနားထောင်ပြီးတောင်ငိုရွေတာနေလေသည်ဘလို့လဲမင်းကလေးခင်ခင်ဆိုတာနဲ့ဘာလို့ပေးမတွေ့နိုင်တာလဲဟုဆရာဝန်ကြီးကမေးတွေ့မပေးချင်တော့မဟုတ်ပါဘူးခင်ခင်ကမရှိတော့ဘူးထွက်သွားပြီဘယ်ထွက်သွားတာလဲဒီလိုနဲ့သူနဲ့က engage ထုတ်ထားတယ်လို့ပြောနေပါလားဟုတ်တယ်ဒေါက်တာမျက်နာမှာတန်ရာရနေပြီဆိုပြီးတိတ်ရုပ်ဆိုးသွားပြီဆိုပြီးရှောင်ထွက်သွားတာပါဟုတ် စွန့်မှတ်၍ပြောလိုက်လေရဆရာဝန်ကြီးကအိုးအယုတ်ဆိုးသွားပြီမိမတွေကတိတ်ပြီးလှပါခြင်းကိုကြိုက်တာကို လူလှဖို့ရေးမကြည့်ဘူးစိတ်လှဖို့ရေးကြည့်တယ်ဆိုတာမတိကြပဲကိုမတတ်နိုင်ဘူးလေဘုရားသခင်ရဲ့အလုပ်ပဲဟုပြောဆိုကစိတ်ပြတ်စွာခေါင်းကိုခမ်းလိုက်တို့ချိန်နိုင်မှာပဲသူနာပြုဆရာမကလေးရောက်ရှိလာကဒေါက်တာလူနာကမင်းနေတဲ့ခင်ခင်မရောက်သေးဘူးလားတဲ့ခင်ခင်မလာရင်ခင်ခင်ရှိတဲ့နေရာကိုသူကသွားမယ်ဆိုပြီးအတင်းလုံနေပါတယ်ဟုပြောလေ ဟောတာမြကြီးရဲ့ sister ပဲသူနဲ့ပြောပါဟုဆရာဝန်ကြီးကပြောလေရွှေရွှေလန်ငိုးနေရမှာဒီလိုလုပ်ရင်ရမလားဒေါက်တာကျမနဲ့ခင်ခင်ကအတန်သိပ်ပြီးတူပါတယ်ကျမကခင်ခင်ဆိုပြီးသွားတွေ့ကျင်ပါတယ်ဟုပြောလာရဆရာဝန်ကြီးကလောက်ကြည့်လေအကျွန်ုပ်လည်းမပြောနိုင်တော့ဘူးဟုဆိုသဖြင့်ရွှေရွှေလန်မြကြီးခန့်သို့သွားလေသည် သူနာပြုဆရာမလေးကရှင်တွေ့ကျင်နဲ့ခင်ခင်လာပါပြီဟုပြောလာရမြကြီးကအမလေးခင်ခင်ရဲ့မင်းအတွက်စိတ်ပူလိုက်ရတာဘာမှမဖြစ်ဘူးမဟုတ်လား ကိုကိုများကတော့လေမင်းကူတာလားစုလာတန်ဘဝပဲလားกว่าဟုပြောလေရွှေရွှေကလည်းတရှုံရှုံကိုလေငုံမနေပါနဲ့ကိုကိုများအယုတ်ဆိုးတာပဲမဲ့အတန်ကကောင်းပါသေးတယ်ပြောထုတ်ပြီးတခြင်းဆိုပြမယ်လေဟာမျက်စီပါကန့်သွားရင်ပိုပြီးကောင်းသေးတယ်ခင်ခင်ဘာပဲဝိဝိကိုကိုမြတ်မျက်စီထဲမှာတော့လှနေတော့မှာဘူးကွာဟုပြောလေရရွှေရွှေကလွန်စွာစိတ်ထိခိုက်သွားရှာလေသည်ခင်ခင်ခင်ဘာမှမဖြစ်ပါဘူးကိုဟိုကိုကိုကိုမြတ်ရဲ့ဟု ခင်ခင်အနေနဲ့ပြောလာရမြကြီးကရွှေရွှေလန်နဘက်ကိုဆွဲ၍ထိုင်ဆန်းမအောင်ခင်ခင်ရဲ့ဟုပြောလာ၏ကုကုမြအတွက်စိတ်ပူလာရတာဟုရွှေရွှေကပြောလာရမြကြီးကစိတ်မပူတဲ့တော့ကွယ်ကုကုမြထမင်းစားလို့ရပြီလားဟုရွှေရွှေကမေးပြန်ရမြကြီးကမာတဲ့အစားဆိုရင်ကြောက်ခဲကလွဲပြီးကုံစားလို့ရတယ်တဲ့ဒါမဲ့ဆရာဝန်ကြီးကမစားစေချင်သေးဘူးဟုပြော၏ဒီလိုဆိုလဲစွပ်ပဲလောက်လာခဲ့မယ်လေကောင်းတာပေါ့ ။ရွှေရွှေလဲခင်းခင်းဤလေယူလေသေးနှင့်တူအောင်စူးစား၍ပြောဆိုကညာကြီးအားပြန်ရန်နှုတ်ဆက်လေ၏။ထိုကညာကြီးကပြန်တော့မလား။ပြန်တော့မယ်ဆိုရင်ကိုကိုမြောက် kiss ဟုပြောလိုက်ရာရွှေရွှေသည်မျက်လုံးပြူးသွားလေတော့သည်။"အိုးကိုကိုမြောက်လည်းမျက်နှာတစ်ခုလုံးပတ်တီးရေးစီးထားတာဘလို့ဖြစ်မှာလဲ"ဟုပြောလေရာညာကြီးကတဲဟဲဟဲရှိမော့လေတော့၏။ရွှေရွှေလဲရှက်စိတ်ကြောင့်မျက်နှာကြီးတစ်ခုလုံးနီးမြန်းလျက်မြားကြီးအားနှုတ်ဆက်ကခတ်တုတ်တုတ်ထွက်ခွာသွားလေတော့သည်အိမ်တို့ရောက်တော့ခါနိုင်ဦးနဲ့ကျော်ကမင်းမြန်ရရွှေရွှေက ဖြစ်ပျက်ကိုပြောပြလေဟင်းတမီးကြီးကသူ့ကိုတနာလို့လင်းခဲ့တာတော့ဟုတ်ပါပြီတကယ်လို့မောင်မြကြီးကမျက်စီမကန်းခဲ့ရင်တော့အလုံးဘူးပေါ်တယ်လို့ပေါ်ကုန်တော့မှရှင်ရခက်တော့မှအေးလေဒီလိုချိန်မှာမလိန်ပြန်လဲမဖြစ်ပြန်ဘူးကွယ်ဒုက္ခဒုက္ခဟုမြည်ညူလိုက်လေသည်နောက်တနေ့နဲ့နဲ့နာရွှေရွှေသည်စိတ်ယုံသူသွားရန်အတွက်ရေမိုးချိုးရနေလေစိတ်ထဲ၌လည်းစိတ်ယုံသူသွားရမည်ကိုပြောတဲ့ကဲ့သို့ရှိနေလေသည် အမှန်စင်စင်အပြင်းအချွေချွေသည့်ညာကြီးအားလက်စုပ်ခုံးမှုဖြင့်စတင်တွေ့ဆုံစဉ်ကပင်တနာမိခဲ့သူဖြစ်သည်။ကဲ့သို့ရောက်ရညာကြီးအားပလိမ့်များကထိုကျိတ်ရိုက်နှက်စဉ်ကလည်းတနာနေပြန်သည်။ထို့နောက်ညာကြီးသည်လက်စုပ်ကိုခိုးယူခဲ့သူမဟုတ်ကြောင်းသိရပြန်သောအခါတွင်လွန်စွာမှအာနာခေရပြန်သည်။ယောက်ျားပီသား၍ရွှေရွှေဤမသိစိမ့်နာပျော်ပျော်နေတတ်သောညာကြီးအားအာကိုကျင်စိန်များဖြစ်ပေါ်နေခဲ့လေသည်။ ခင်ကမြကြီးနဲ့တပူးတွဲတွဲဖြစ်နေသည့်အခါ၌သာလျှင်ရွှေရွှေဒီမြကြီးပေါ်၌တနာချင်းစိတ်ဝင်စားခြင်းစသည်တို့ကိုစူးစမ်း၍ဖျောက်ဖျက်ခဲ့ရပြီးတော့သည်ယခုတပန်ဒုက္ခိတဘဝသို့ရောက်ရှိပြီးခင်ကပြစ်ခါသွားသောအခါ၌လည်းရွှေရွှေဒီမြကြီးပေါ်၌တနာ၍မဆုံးနိုင်အောင်ရှိနေသည်မြကြီးထံသို့စွပြုတ်ပောင်မုတ်ကော်ဖီစသည်တို့ကိုပို့ရသည်တို့ကို၎င်းမြကြီး၏ဝိဟောင်းများကိုရှော့ဖို့ပေးရသည်ကို၎င်းပင်မန်းသည်ဟုသဘောမထားနိုင်မဲជីနူး၍ပင်နေမိသေးတော်သည် ရေမိုးချိုပြီးနောက်ကြက်သားကျော်စိတ်ရိုးစုပ်နဲ့ပေါင်မုတ်တို့ကိုပြင်ဆင်၍ချင်းနှောင်းနဲ့ထိုက်ကဆေးရုံသို့ထွက်ခဲ့လေတော့သည်ဆေးရုံသို့ရောက်လင်းမြကြီးအားကျွေးမွေးလေမြကြီးလက်များမြောင်းနိုင်ခြင်းမရှိသည်ဖြင့်ချွေချွေကခွန့်၍ကြေရလေသည်ဤသို့နှင့်ပင်ချွေချွေသည်နေ့စဉ်နေ့တိုင်းဆေးရုံသို့လာခဲ့လေသည်တပတ်ခန့်ကြာသောအခါမြကြီး၏လက်များသည်လည်းကောင်းစွာလှုပ်ရှားနိုင်သည့်အပြင်ပတ်တီများလည်းဖြည့်လိုက်ပြီးဖြစ်၏မျက်နာမှာအနေငယ်ပုံပန့်ခဲ့သည်မှာပါ ဒဇုံတရားထိခိုက်ခြင်းမရှိသဖြင့်ချွေချွေသည်ဝမ်းမြောက်မိသေးတော်သည်မျက်လုံးများမှမူကြောင်တောင်ကန်းဆိုတဲ့ကဲ့သို့ရှိ၏မျက်လုံးများမှပေါက်ခြင်းပြက်ခြင်းမရှိပါပဲလျက်လုံးဝမမြင်ရသောအဖြစ်သို့ရောက်နေလေသည်ညာကြီးကတရောထိုးခြင်းသည်ဆိုသဖြင့်ချွေချွေသည်ဦးနဲ့ကျော်ထံမှတရောကိုယူ၍ပေးလိုက်လေသည်မြာကြီးသည်အချင်းရှိသည်၍တရောထိုးခြင်းဖြင့်သာလင်စိတ်ကိုဖြည့်ဖြောက်၍နေရလေသည်တနေ့တနာရွှေရွှေသည်မြာကြီးထံသို့ထမင်းတော်ပို့ရာမြာကြီး၏ခန်း၌ ညာကြီးကိုမတွေ့ရသဖြင့်ယင်တဲ့တွင်ထိတ်ခင်နေဖြစ်၍သားရတော်သည်ထိုကဆံမကလေးရောက်လာပြီလင်ရှင်တို့လူနာဟိုဘက်ကဝရန်နာမှာထိုင်းနေတယ်ဟုပြောလိုက်မှရွှေရွှေသည်စိတ်အေးသွားလေတော်သည်ရွှေရွှေသည်ညာကြီးရှိရာဝရန်နာသို့သွားရောက်လေညာကြီးကဝရန်နာတွင်ထိုင်၍တရောထိုရင်တခြင်းတစ်ပုဒ်ကိုညင်းညင်းကလေးဆိုနေလေသည်နဘူးပေါ်တွင်သူ့သပင်လေးများကကြွေဝ၍ကြာနေသည်ဖြင့်တပြိုးတပုံကြည့်၍ကောင်းနေလေသည် ဖော်ကောင်းတယောက်တော့လိုချင်သည်တွဲပြီးခေါ်မဲ့ဖော်မွန်ကဘယ်စီဘယ်ကန့်ရောက်နေတယ်လဲပြောစမ်းမှာမောလာပါပြီဆိုသည့်ညာကြီးဤတခြင်းအထိပဲကိုရွှေရွှေကစဉ်းစားနေမိထိုတခြင်းတန်ကိုကြာလင်းရွှေရွှေသည်ရင်ဆို့သွားလေတော့သည်ညာကြီးဤတန်မှာဆွေဆွေမြင့်မြင့်ရှိတဲ့ကဲ့သို့ပြောတယ်မှာလဲလွမ်းချင်စပွဲကောင်းလာပေသည်တခြင်းပြီးဆုံးသည်နှင့်ရွှေရွှေကညာကြီးအားကုကုမြခင်ခင်ရောက်ပြီလေလာလာဟုဆိုကသွားရွေတွဲလေထို့နောက်ရွှေရွှေကဆက်၍ကုကုမြ အားငယ်နေလားခင်ခင်ရှိသားပဲခင်ခင်ကတသက်လုံးကိုကိုမြကို တွဲပြီးခေါ်มาပေါ့ဘာအားငယ်ရမှာလဲဟုပြောလေခင်ခင်ရှိလို့လားဟုညာကြီးကတလုံးချင်းပြောလိုက်လေခင်ခင်လေခင်ခင်ကိုကိုမြအနာမှာတသက်လုံးရှိมาပေါ့အခုရောရှိလို့လားခင်ခင်ဒီမှာလေကိုကိုမြကလည်းကျုပ်သိပ်ပြီးအားနာတယ်ရွှေရွှေဟင်ကိုကိုမြအဲအဲကိုမြကြီးဟုရွှေရွှေကရောင်ရမ်း၍ပြောလိုက်လေဒီကျုပ်သိပါတယ်ရွှေရွှေ ရွှေရွှေစပြီးကျုပ်ကိုခင်ခင်ဖြစ်နေလားတွေ့ကြတဲ့ကတိပါတယ်ဟုညာကြီးကပြောလိုက်ပြီးနောက်စကားကိုရပ်ထားလေသည်ရွှေရွှေမမိုးရှက်လွန်း၍အသားများတဆက်ဆက်တုံကငိုရွေ့နေလေသည် ထိုကညာကြီးကရွှေရွှေမန်းဘလို့တိတယ်လဲလို့မေ့အောင်မလားအဲ့ဒီနေကရွှေရွှေလက်ကိုဆွဲလိုက်တော့ရွှေရွှေဝှက်ထားတဲ့မြကိုစိန်ချထားတဲ့လက်စုပ်လေးဆမ်းမိတယ်လေဒီလက်စုပ်ကလေးကိုတော့ကျုပ်ကကောင်းကောင်းမှတ်မိပါဗျာ ပြီးတော့ရွှေရွှေနဲ့ခင်ခင်ကအတန်ချင်းတူတယ်ဆိုပေမဲ့ကျုပ်ဖို့မှတော့မတူပါဘူးခင်ခင်အတန်ကမားတယ်မာနာတန်ပါတယ်ရွှေရွှေကဂရုဏာတန်ပါတယ်ပုံပြီးတေချာအောင်လို့ဆိုပြီးပြန်ကန်နေမှာကျုပ်ကနန်းခိုင်းတယ်လေအဲ့ဒီကလေးကကျုပ်သိပါတယ်ဒီတဲ့ပုံပြီးတေချာတာကအဲ့ဒီနေ့ညနေမှာရွှေညောင်ကမော်တော်ကားသမားတယောက်ကကျုပ်ကိုစားတဆောင်လာပေးတယ်အဲ့ဒီစားကိုစေယုံကကလေးတယောက်ကိုဖတ်ခမ်းရတယ်ရွှေရွှေဖတ်ကြည့်ခြင်းဖတ်ကြည့်အောင်လေဟုဆိုတာ အဲ့အတွင်းမှာစာတစောင်ကိုထုတ်ပေး၏ရွှေရွှေနဲ့စာကိုကြည့်ကခင်ခင်စာဖြစ်ကြောင်းတွေ့ရလေသည်စာမှာအောက်ပါအတိုင်းဖြစ်၏ကိုမြကြီးရှင့်ခင်ခင်ကိုတခါနဲ့မေ့ပြလိုက်ပါခင်ခင်ကလည်းမေ့ပြလိုက်ပါမယ်ဒယ်ရီနဲ့မမကိုပူကက်ပြီးရှာခိုင်းနေပါနဲ့တော့ရုပ်ပြစင်းပြဖြစ်နေတဲ့မျက်မမြင်ဒုတ်ဂီတာကြီးတယောက်ကိုခင်ခင်အနေနဲ့ရာသက်ပံလက်တွဲသွားဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးကံတရလိုပဲသဘောထားလိုက်ပါခင်ခင်ကိုမြကြီးရဲ့ရွှေရွှေကို ခွင့်လွန်ပါရွှေရွှေကိုမြားကြီးကိုခင်ခင်ပြင့်နေလိမ့်တာလေကိုမြားကြီးကိုတနာလုံးလုံးလိမ့်မိတာပါဟုရွှေရွှေကတောင်းမယ်တိပါတယ်ရွှေ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 စီနာကိုလည်းကျုပ်ကတိတ်ပြီးလေးစားပါတယ်ကျုပ်ကိုအခုလိုပြုစုခဲ့တာတွေကိုလည်းကျေးဇူးတင်လို့မဆုံးဘူးဒါပေမဲ့ကျုပ်နဲ့ရွှေရွှေကဘာမှမတော်စပ်ပဲအခုလိုပြုစုနေလို့မဖြစ်ပေဘူးကျုပ်လည်းတော်လေးတက်တာသွားပြီးကျုပ်ကိုကူညီဖို့ကလေးတရားကိုလည်းလာကနေရှာခိုင်းထားတယ်ဒီကနေ့ပဲရမှာပါဒါကြောင့်ရွှေရွှေမလာပါနဲ့တော့ ရပါပြီဟုညာကြီးကပြောလေရွှေရွှေနဲ့ညာကြီးအားစားတောက်ခွေရများကိုကျွေးမွေး၍ပြန်သွားလေတော့သည်အိမ်သို့ရောက်ရင်းဦးနဲ့ကျော်ကတမိကြီးမောင်ညာကြီးတယောက်ဘယ်နဲ့နေသေးလဲဟုမေးလျာရွှေရွှေကငိုယိုလျက်ညာကြီးသည် ခင်ခင်ထွက်သွားသည်ကိုသိနှင်နေကြမိမိကခင်ခင်အဖြစ်လိမ်လည်နေသည်ကိုလည်းသိကြောင်းရှင်းပြလင်းဦးနဲ့ကျော်ကဖေဖေပြောတယ်ဒီကောင်ကိုသွားပြီးလိမ်လို့မရဘူးကွာဒီကောင်ကတိတ်အကင်းပါတဲ့ကောင်ဟုပြောဆိုလေး နောက်တနေ့နိုင်ရွှေရွှေဒီမြကြီးထံသို့ထမင်းတော့ဖို့လေရာမြကြီးရေကလေးနိုင်မြကြီးကိုမတွေ့ရတော့ပဲတယောက်ကလေးနဲ့တယောက်ကလေးပေါ်တွင်တင်ထားသောနှင်းစီပန်ဖြူဖြူကလေးတစ်ဝင့်ကိုသာတွေ့ရလေတော့သည်ရွှေရွှေဒီတယောက်ပေါ်မှာနှင်းစီဝင့်ကလေးကိုသိချစွာကြည့်ရင်တယောက်ဤလက်တံပြား၌ညှက်၍ထားသောစာကောက်ကလေးကိုတွေ့သည်ဖြင့်ယူ၍ဖတ်ကြည့်လေတော့သည်ဂရုနာရှင်မလေးရွှေရွှေသို့မဟုတ်နိုင်တင်ကေးနိုင်တင်ကေးလိုလူနာကိုပြုစုဖေးမှခြင်းလာတဲ့ရွှေရွှေကိုမြကြီးစေယုံကဆင်းတာပါပြီ။ ကိုမြကြီးကိုတွဲဖို့ကလေးတယောက်လည်းရပြီကလေးကတိတ်ကိုစိတ်ရှည်တဲ့ကလေးလေးပါပဲကွယ်တယောလေးကိုလည်းထားခဲ့တယ်ရွှေရွှေဒယ်ဒီကိုပြန်ပေးလိုက်ပါကိုမြကြီးဒီနေ့စေယုံပေးမှာအညာပင်လမ်းလျှောက်ရင်းနင့်စီပန်းဂျုံစီကိုစံတော်ဝါနဲ့တွားပြီးနင့်စီပန်းတပွင့်ရွှေရွှေတွေခုလာခဲ့တယ်အဲ့ဒီနင့်စီပန်းကအဖြူလားအနီလားတော့ကိုမြကြီးမသိဘူးကိုမြကြီးကတော့ဖြူအောင်ကလေးဖြစ်ပါစေလို့ဆုတောင်းပါတယ်ဘာကြောင့်လဲဆိုတော့ရွှေရွှေအတန်းနှလုံးကဖြူစင်တယ်မဟုတ်လားမြကြီး ရွှေရွှေသည်အထက်ပါစာကိုဖတ်ပြီးနောက်ချုံပွဲချရင်ကိုလီတော်သည်ချိန်တော်ကြာထင့်ကိုကျွေးပြီးနောက်မြကြီးကမိမိအတွက်ရည်ရွယ်၍ခုခဲ့သည်ဆိုသောနှင်းစီပန်းကလေးကိုခေါင်း၌ပန်မြေဟုစိတ်ကူးလေသည်တို့ရရင်ခေါင်း၌ပန်ဒီထက်ရင်ဘက်ပေါ်တွင်ထိုးထားရသည်ကပိုးရည်ကောင်းပင်မြေဟုယူဆသည်အလျောက်ရင်ဘက်ပေါ်တွင်ကလေးဖြင့်ထိုးထားလိုက်လေ၏ထို့နောက်မြကြီး၏ရင်ခွင်၌အချိန်တော်ကြာထိနေခဲ့ရသောတျောကလေးကိုတာယာနန်းချုပ်၍တျောကလေးကိုပိုက်ကာပြန်ခဲ့လေတော်သည် ထိုနေ့မှစ၍ရွှေရွှေသည်မြကြီးနှင့်တွေ့ဆုံခြင်းမရှိတော့ပေ။မြကြီးကပျောက်ခြင်းမလားပျောက်၍သွားလေတော့သည်။ညနိုင်လဲရွှေရွှေသည်မြကြီးတယောက်မမြင်မကန်းနှင့်မြို့တို့မြပုံစကန်းသွားနေရရှာမိကိုစဉ်းစားရင်မြကြီးအားတနာသောစိတ်များသည်တလိမ့်လိမ့်တက်၍လာပြီလင်ဖြေမစင်နိုင်အောင်ငိုကြွေးလေတော့သည်။ဤသို့နှင့်ပင်မိုးစင်စင်လင်းသည့်အချိန်ထိတိုင်အောင်အိတ်ဆန်နာခြင်းမရှိဘဲအိယာထန်တိုင်းတလူးလူးတလိမ့်လိမ့်နေရရှာလေသည်။ မိုးလင်းသည့်အခါ၌လည်းရွှေရွှေသည်မြကြီးအိမ်ငှား၍နေထိုင်သည်ဆိုသောမြေပြူရက်ဘက်စီသို့ရောက်၍မြကြီးအားစုံစမ်းလေထိုရက်ွက်ကလည်းမြကြီးကိုကောင်းစွာမသိသဖြင့်ရန်နာကုန်တဲ့များရှိရာဈေးတွင်သို့သွားရောက်ပြန်၍မြကြီးအားစုံစမ်းရပြန်သည်ရန်နာကုန်တဲ့များကလည်းကိုမြကြီးတယောက်မော်တော်ကားပေါလို့ဆင်းရုံတက်နေရတာပဲသိတယ်ဆိုသည့်အဖြစ်ကိုသာပေးကြ၏ရွှေရွှေကစိတ်ပြတ်ခြင်းမရှိဘဲနေ့စဉ်ရက်ဆက်ဆိုသလိုပင်မြကြီးအားတွေ့လို့တွင်ညာတောင်ကြီးမြို့တွင်၌ရှာပွေလေသည်ဤသို့နှင့်ပင်မြကြီးတယောက် စင်ယုံမှဆင်းသွားဒီမှာတလတင်းတင်းပြေတော်နေ၌ရွှေရွှေထံသူစားတိုင်းမှာစားနှဆောင်ရောက်လာသည်တဆောင်မှာမြကြီးထံမှာဖြစ်ပြီးတန်တဆောင်မှာခင်ခင်ထံမှာဖြစ်နေသည်ရွှေရွှေကမြကြီးထံမှာစားအိတ်ကိုရင်ဖောက်လိုက်ကလေးတူဤလက်ရည်ဖြင့်ရေးသားထားသောစားတဆောင်ကိုအောက်ပါအတိုင်းဖတ်ရလေသည်ဂရုဏာရှင်မလေးရွှေရွှေကိုမြကြီးတယောက်ပျောက်ချင်းမလားပျောက်သွားလို့ရွှေရွှေတယောက်စိတ်မကောင်းဖြစ်နေမှာပဲနော် ကိုမြကြီးမန္တလေးကိုရောက်နေပြီ ကိုမြတ်ကြီးကိုစောင့်ရှောက်မဲ့ကလေးမစ္စတာအိုက်စ်ရဲ့အကူအညီနဲ့လော့ဂရန် လိုင်းတဘိုးကိုရင်ဆိုင်နေတယ်။မြန်လုံးကကန်းနေပြီဆိုတော့ကိုမြတ်ကြီးဖိုးကအမြဲတမ်းမောင်းကြနေတာပဲ။အဲ့ဒီမောင်းထဲမှာရွှေရွှေကိုတော့အမြဲတွေ့လျက်ပါ။ရွှေရွှေတဲဒီဥနဲ့ကြော်ကိုလည်းသတိရပါတယ်လို့ပြောပါ။ဒီစာကိုကိုမြတ်ကြီးကမရေနိုင်ဘူးမဟုတ်လား။ဒီတော့ကိုမြတ်ကြီးကပါဇက်နဲ့ပြောတယ်။မစ္စတာအိုက်စ်ကလေးကလိုက်ပြီးရေးပေးတယ်မြတ်ကြီး။အမကိုကိုကြီးကကြိုက်နေပါသည်။ ျွန်တော်ကိုမကြခဏပြောပါသည် အမကလည်းပြန်ပြီးကြိုက်ပါ အမကြီးကမကြရင်အကိုကြီးသေးပါလိမ့်မယ်ဒီစားကိုကိုကြီးမသိအောင်ကျွန်တော်ရေးလိုက်ပါသည်ညကလည်းအမကြီးနဲ့မင်္ဂလာဆောင်တယ်လို့အကိုကြီးအိမ်မက်အမှတ်နေသည် Ice and Go Mr. Ice အသက်၁၇နှစ်ရွှေရွှေလည်းအမကြီးတပြည့် Aizen ဤစာကိုဖတ်ပြီးနောက်ပြုံးမိသေးတော်သည်တို့ရရင်စာပြန်ရန်လိပ်စာကိုဖော်ပြထားခြင်းမရှိသည်ဖြင့်အခက်ကြုံရလေသည် ထို့နောက်ညီမဖြစ်သူခင်ခင်ဤစာအိတ်ကိုဖွင့်၍ဖတ်ကြည့်ရာ အောက်ပါအတိုင်းတွေ့ရပြန်မမညီမလေးစာရေးလိုက်ပါတယ်ညီမလေးရန်ကုန်စတီဘရာသာယုံကြည်မှအလုပ်ရတော့မယ်နေရထိုင်ရေးအဆင်ပြေတယ်အခုလောလောဆယ်မှာတငယ်ချင်းတယောက်အိမ်မှာနေတယ်ညီမလေးရဲ့အဝတ်အစားတွေပို့ပေးပါမဲမဲမြင်ဒေါကီတာကြီးကစေယုံကစဉ်းစားမိလားအိမ်မှာခဏနေပြစီဆိုပြီးလာနေလက်မခံနဲ့အိမ်မှာတောင်းတင်းနေလိမ့်မယ်ဒယ်ဒီကိုလည်းတတိယအကြောင်းပြောပေးပါဒယ်ဒီကတော့ညီမလေးကိုစိတ်ဆိုးနေမှာပဲ နောက်မှပဲစရှိရှိရေးအောင်မယ်ညီမလေးခင်ခင်33လမ်းရန်ကုန်မြို့ရွှေရွှေဒီခင်ခင်စာကိုဖတ်ပြီးနောက်စာထဲတွင်မြကြီးဟာအိမ်၌လက်မခံရန်ပင်မှားကြလိုက်သည်ကိုစိတ်မကောင်းဖြစ်မိလေသည်ခင်ခင်ရဲ့ကိုမြကြီးပေါ်မှာတက်လာတောင်းမယ်စိတ်ကရက်ဆက်လာကြည်လားဟုရွှေရွှေကတူတူကလေးညှဉ်းညူလိုက်လေတော့သည်ထို့နောက်ရွှေရွှေဒီစာကိုဖခင်ဖြစ်သူအားပေးလိုက်ပြီးမြကြီးစာကိုမူခေါင်းအောင်အောင်၌ပေါတာဖြူ၍ထည့်ထားလိုက်လေသည် ထို့နောက်ညပိုင်းတွင်မြကြီးစာအားပြန်၍ဖက်ကရင်ဘက်ပေါ်၌တင်ထားလိုက်လေထို့ညနိုင်ရွှေရွှေသည်မြကြီးနှင့်ပန်းကြံတစ်ခုတွင်၌လက်တွဲ၍လျှောက်သွားသည်ဟုအိမ်မက်မြင်မက်လေတော်သည်ရွှေရွှေလည်းမြကြီးအားလွန်စွာမှလွမ်းဆွလျက်ရှိပေသည်တို့ရာတွင်လွမ်းဆွရာမှပါမည်သို့မမတက်နိုင်မဲရှိနေလေ၏ထို့ကြောင့်တောင်ကြီးမြို့တွင်နာမည်ကြီးသောဘေးရင်ဆရာကြီးထံသွားရောက်၍မြကြီး၏ကံကြမ္မာကိုဘေးရင်တွေ့ကြည့်ပြန်သည်တို့ရာတွင်ရွှေရွှေသည်မြကြီး၏မွေးတက်ကလေးကိုမသိခြင်းကြောင့် ဗေဒင်ဆရာတို့လည်းလက်မှန်ချရပြန်လေသည်ရွှေရွှေသည်မြကြီးရဲ့ရည်စုရဲ့လူတန်းပေ၏ကိုမြကြီးတယောက်ကျမ်းမာပါစေမျက်စီများအကောင်းပရိဖြစ်ပါစေတားလျရာရာခလုံးမထိစူးမညိပါစေနဲ့စသဖြင့်နေ့စဉ်နေ့တိုင်းဖရားနိုင်စုတောင်းရှာသည်မြကြီးထံမှမူအထက်ပါစားတောင်ရပြီးနောက်လာပေါင်းများစွာဆက်ပြတ်သွားလေတော့သည်ရွှေရွှေသည်နေ့စဉ်လိုလိုပင်ရောရန်တန်းတာကြရ၏ထို့သူလာပေါင်းများစွာအဆက်ပြတ်ပြီးနောက်မြကြီးထံမှစားတောင်ထက်မှန်ရောက်ရှိပြန်လေသည် ရွှေရွှေသည်ထိုစာရသည့်အခါ၌ဝမ်းသာလွန်၍ကလေးငယ်ကဲ့သို့ပင်ခုံမိလေ၏။ဇာအိတ်ကိုတော်တော်နှင့်မဖွင့်သေးပဲရင်ဘက်ပေါ်၌ကက်ခါမျက်စိကိုမှိတ်ခါနေ၏တို့ရရင်ထိုတို့ကြာကြာမနေနိုင်ပဲမျက်စိကိုဖွင့်၍ဇာအိတ်ကိုကြည့်ပြန်၏တဖန်ပြန်၍မျက်စိမှိတ်ပြန်၏ဤသို့သုံးလေးချိန်လှုပ်ပြီးနောက်မှဇာအိတ်ကိုဖွင့်လိုက်လေသည်။ဂရုဏာရှင်မာလီရွှေရွှေကိုမကြီးတရိယာလုံးလုံးဇာရေးလိုက်ပါတယ်။ရွှေရွှေတို့သားပါနေကောင်းကြရဲ့လား။ကိုမကြီးတော့မစ္စတာအိုက်လေးလက်တွဲပြီး လော့ဂရန်ကိုရင်ဆိုင်နေတယ်။အခုဆိုရင်တော့နေဆက်မြို့ကလေးတစ်မြို့ကိုရောက်နေတယ်။ဒါပါပဲညာကြီး။အမကြီးအကူကြီးကမျက်လုံးပြန်ကောင်းရင်မကြီးနဲ့မင်္ဂလာဆောင်မယ်လို့ပြောပါတယ်။မင်္ဂလာဆောင်ရင်ကျွန်တော်ကိုကိုကြီးဘက်ကလူကြီးလှုပ်ထိုင်းမယ်လို့လည်းပြောပါတယ်။အမကြီးကိုကျွန်တော်မမြင်ဘူးပါဘူး။ကိုကြီးပြောတော့တိတ်လာတယ်ဆိုပဲ။ကိုကြီးမျက်လုံးကဘာမှမမြင်ဘူး။မကြီးကိုပဲမြင်တယ်လို့ပြောတယ်။မျက်လုံးကန်းတဲ့သူတွေကချစ်တဲ့မိန်းမတစ်ယောက်တည်းကိုပဲမြင်နေဆိုတော့ကျွန်တော်ခုမှသိတယ် မစ္စတာအိုက်စ်ခေါ်အိုက်ဆန်အသက်၁၇နှစ်ကျော်ပြီရွှေရွှေဒီစာကိုဖတ်ပြီးနောက်ဂျီနူးရပြန်ဤထို့ပြင်မြကြီးဤစာအောင်လိုက်ခိုးယူရေးလိုက်သောအိုက်ဆန်ကမစ္စတာအိုက်စ်ကလေးကိုလည်းတွေ့ချင်းစိတ်များပေါ်ပလာလေသည်อืมကိုမြကြီးတယောက်တော့ဒီကလေးလေးတယောက်ရတာကံကောင်းတာပဲသူလည်းဒီကလေးလေးဖော်လုပ်ပြီးနေရရှာတာပဲဟုတွေးရင်မြကြီးအားတနာ၍နေမိလေတော့သည် တိုက်ဆိုင်သည်ဟုပင်ဆိုရမည်ထိုနေ့၌ပင် ခင်ခင်ထံမှစာတဆောင်လူကြုံနှင့်ပါ၍လာလေသည်ရွှေရွှေလည်းခင်ခင်စာကိုဖတ်ကြည့်ရာအောက်ပါတိုင်းတွေ့ရ၏မမခင်ခင်တတိယလိုစာရေးလိုက်တဲ့ခင်ခင်ခုပညာတွေတော်တော်တိုးနေပြီဖိုကာတွေပါရီတောင်ပြည့်တက်နေပြီဖိုကာပြည့်တက်ဆိုလို့အောက်တန်းစားဖဲသမားတွေနဲ့ကစားနေရလို့မထင်နဲ့နော်မိန်းကတော်တွေတတိယကတော်တွေနဲ့ကစားတာပါရန်ကုန်မြို့ရဲ့မျက်နှာကြီးအသားဝဲမှာခင်ခင်နာမည်ကရေးမ်းစားနေပြီမမခင်ခင်အိမ်ကထွက်လာတာတိတ်မှန်တာပဲ ဒီလိုထွက်မလာခဲ့ရင်နွားချီရွက်တဲကဖားလို့ဖြစ်နေမှာမှန်မယ်။အခုမင်းကတော့စိုးကတော့တတိကတော့အတိုင်းဝိုင်းထဲမှာဝင်ဆက်နေပြီ။ခင်းခင်ကိုလည်းဟိုရာရှိဒီရာရှိဟိုတတိဒီတတိတွေကမျက်စိကျနေကြပြီ။ခင်းခင်ကအရာရှိကတော့ဖြစ်ချင်းသလား။တတိကတော့ဖြစ်ချင်းသလားဖြစ်ချင်တာဖြစ်လို့ရပြီမမ။ဒယ်ဒီကောနှီးကောင်းရဲ့လားခင်ခင်။ရွှေရွှေသည်ခင်ခင်စာကိုဖတ်ပြီးနောက်စိတ်မောရလေတော့သည်ဒူရုံစင်ညီမရင်းမို့လဲခင်ခင်အတွက်စိတ်ပူရသေးတော့ဤတို့ရရင်ခင်ခင်တန်းတို့ မိတို့သောဆုံးမစာမျိုးကိုရည်တည်ဖြစ်စေခင်ခင်ကနာဂံမီမဟုတ်ကြောင်းကိုလည်းသိထားသဖြင့်ဆုံးမစာကိုမြေးပဲခင်ခင်ဤစာကိုရကြောင်းဒက်ဒီလည်းအချမ်းမှာအကြောင်းလောက်သာရေး၍စာပြန်လိုက်လေတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တော်ပါ